င်္ဂလာပါရှင်ကျမရောဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးပါမယ်ရခိုင်မျိုးသားအဖွဲ့ချုပ်အာရခတက်တော် ULAAA ကိုရခိုင်ပြည်ထက်တရားဝင်အုပ်ချုပ်ရေးအဖွဲ့အစည်းအဖြစ်အသိမှတ်ပြုပေးဖို့ရခိုင်ရပ်ဖက်အဖွဲ့အစည်း202ဖွဲ့ကကုလသမဂ္ဂ UN နဲ့အဖွဲ့ဝင်နိုင်ငံများဆိုင်ရာတာမတ်ကြီးတွေကိုအိတ်ဖွင့်စာပေးပို့ထားတယ်လို့သိရပါဗျာ။ ပြီးခဲ့တဲ့စက်တင်ဘာလ29ရက်နေ့မှာ Oregon American Community AAC American ရခိုင်လူမှုအဖွဲ့အစည်းက ULAAA ဟာရခိုင်ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသမှာဖြစ်ပေါ်နေတဲ့ပဋိပက္ခတွေနဲ့လူသားချင်းစာနာမှုအခြေအနေတွေကိုဖြေရှင်းပေးဖို့နဲ့ဒေသတွင်းတည်ငြိမ်အေဂျင်စီအတွက်မရှိမဖြစ်တဲ့အဖွဲ့အစည်းအဖြစ်နဲ့အသိအမှတ်ပြုနိုင်ဖို့အခုလိုတောင်းဆိုလိုက်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ်။ ။ဒါ့အပြင်ရခိုင်ပြည်ရဲ့နယ်မြေ63ရာခိုင်နှုန်းကျော်ကို AA ကထိန်းချုပ်ထားနိုင်ပြီးဒေတာရင်းတည်ငြိမ်အေဂျင်ရဲ့အတွက်မရှိမဖြစ်တဲ့အဖွဲ့အစည်းဖြစ်လာတဲ့အတွက်ကုလသမဂ္ဂနဲ့နိုင်ငံကအဖွဲ့အစည်းတွေအနေနဲ့တရားဝင်အုပ်ချုပ်ရေးအဖွဲ့အစည်းအဖြစ်နဲ့အတိမတ်ပြုကလူသားချင်းစာနာထောက်ထားမှုနဲ့တည်ငြိမ်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရန်လိုအပ်တယ်လို့ထုတ်ပြန်ကြမှာပါရှိပါရရှင်။ ရင်ပြည်နယ်မြဝတီမြို့တောင်ဘက်မင်းလက်ပံကျေးရွာစေဘေကန်းကိုစစ်ကောင်မရှင်တက်ကအော်တိုဘားလ2ရက်နေ့ည7:00နာရီခွဲလောက်ကကာမီကာဇဲဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့မြေပြင်သတင်းရင်းမြစ်တွေစီကနေသိရပါဗျ။စစ်ကောင်မရှင်တပ်ဟာကာမီကာဇဲဒရုန်း၃စင်းနဲ့လာရောက်တိုက်ခိုက်ခဲ့တာကြောင့်ကျေးရွာစီဘေကန်ထိခိုက်ပျက်စီးခဲ့ပါတယ်။စပေးရှောင်းစခန်းတွေကိုတွားရောက်ကူညီပေးနေသူ60ပေါက်ကလူထိခိုက်မှုတော့မရှိပေမဲ့စီကန်ကတော့ရစရာမရှိအောင်ပျက်စီးသွားတယ်လို့ပြောပါတယ်။ အော်တိုဘာလာထဲမှာစစ်တပ်ကစာတင်ကြောင်းစီပိကန်နဲ့ဖုံးတော်ကြီးကျောင်းတွေကိုကာမီကာဇီဒရုန်းနဲ့ပစ်မှတ်ထားတိုက်ခိုက်တာတွေလေကြောင်းကနေဘုံကျဲရာလက်နက်ကြီးရန်တမ်းပစ်ခတ်တာတွေများလာတယ်လို့သူကပြောပြပါဗျ။မြဝရီမျိုးတောင်ဘက်ဝေါ်လီလမ်းမိုက်မှာဆုံရှုံထားတဲ့တက်စကန်တွေကိုပြန်လည်ရယူဖို့ဒရုန်းလက်နက်ကြီးပစ်ကူရယူပြီးစစ်ကော်မရှင်ကစစ်ကြောင်း၅ကြောင်းနဲ့ထိုးဖောက်ဝင်ရောက်နေရတဲ့ကြောင့် KNL ပူးပေါင်းတပ်တွေနဲ့လေကေကော်မျိုးသစ်အနီးနားမှာတိုက်ပွဲတွေဖြစ်ပွားနေပါရှင့်။ မြန်မာနိုင်ငံကုလမတ်ကင်ဆောင်သူမြန်မာပတ်စပို့ဟိုတာတွေကိုအောက်တိုဘာလ10ရက်ကစလို့ဆက်ရောက်ဗီဇာ14ရက်အခမဲ့ဝင်ရောက်နိုင်တယ်လို့မြန်မာနိုင်ငံဆိုင်ရာမလေးရှားတန်ယုံကစက်တဘာလ25ရက်မှာတရားဝင် ထုတ်ပြန်ကြေညာခဲ့ပါတယ်။လက်ရှိမြန်မာနိုင်ငံလေးစိတ်မှာလည်းပြည်ပထွက်ခွာခွင့်နေမှာကန့်သက်ချုပ်ချယ်မှုတွေရှိနေစေဖြစ်တာကြောင့်ဆက်ရောက်ဗီဇာနဲ့မလေးရှားကိုသွားရောက်မဲ့လူငယ်တွေအတွက်စိတ်ပူရကြောင်းပြည်ပခီးသွားလုပ်ငန်းလုပ်ကင်သူတယောက်ကပြောပါတယ်။ visa free တော့မြန်မာ passport ကိုင်တဲ့လူတွေကိုနှစ်ပတ်ပေးတယ်ဒါပေမဲ့မလေးရှားနိုင်ငံ arrival အဝင်မှာပေါ့နော်ဒီဝင်လာတဲ့ဧည့်သည်ရဲ့လက်ထဲမှာ passport ရဲ့ flight အပြန်လက်မှတ်ရဲ့တကယ်အစ်မှန်တဲ့ hotel booking ဒီမှာလဲလိုက်လည်မဲ့ပတ်စံအမောင်းပေါ့နော်သူတို့ကြင်ညာထားသလိုမျိုးအဲ့လိုမျိုးချက်လက်တွေအကုန်ပါတယ်ဆိုရင်တော့သူတို့ပေးဝင်ပါမယ်။ဒါကမလေးရှားနိုင်ငံက website မှာလည်းသူတို့ညင်ညာထားပါတယ်။ Depend on the immigration officer decision လို့ရေးထားပါတယ်။ အမားတို့မြန်မာနိုင်ငံ passport ကင်ထားတဲ့လူငယ်တွေပေါ့နော်အာကုပြည်တွင်းရလည်းအထွက်မှာဗာပြဿနာရှိလဲဆိုတော့ passport ကအသစ်ဖြစ်နေတယ်လူငယ်လည်းဖြစ်နေတယ် travel history မရှိဘူးဆိုလို့ရှင်လီစစ်ကပြန်ကိုင်းတဲ့ပြဿနာမျိုးတွေရလည်းလက်ရှိအခုထိရှိနေသေးတယ်ပေါ့နော်ထုတ်ပြန်ချက်ထဲမှာတော့ကာလာတို14ရက်အထိအများဆုံးလည်ပတ်နိုင်ပြီးလီစိတ်အဝင်မှာလီစိတ်လာဝကဝန်ထမ်းရဲ့အတီးပြူချက်နဲ့တောင်းဝင်ရောက်နိုင်မယ်လို့လည်းဖော်ပြထားပါတယ် ဒီအတွက်ကြောင့်လိုအပ်တဲ့ဆောင်ရွက်ဆောင်ရွက်နေပြည်ပြည်စုံစုံပြင်ဆင်သွားဖို့ကိုလည်းသတိပေးပြောပါရစေ။လက်ရှိမလေးရှားနိုင်ငံမှာနေထိုင်တဲ့မြန်မာတွေအတွက်ကတော့ဆက်ရောက်ဗီဇာခွင့်ပြုပေးတဲ့အတွက်မိသားစုတွေကိုအလဲပတ်ခေါ်ဖို့ပုံမလွယ်ကူလာပေမယ့်ပြည်ပထွက်ခွာတဲ့နေရာမှာအစစ်အစေးတွေတင်းကျပ်နေစေဖြစ်တာကြောင့်မြန်မာနိုင်ငံပြည်ပထွက်ခွာမှာတင်းကျပ်မှုတွေဖြေလျှော့ပေးဖို့မျှော်လင့်နေကြပါရစေ။ဒီအော်တိုဘာတစ်ကနေစပြီးတော့မရှားဝအောင်ဆိုတဲ့ခါကျတော့ တော်တော်အဆင်ပြေသွားတယ်လို့အမြင်တယ်ပေါ့နော်ဒီမလေးရှားဒီ immigration အဝင်မှာတော့အဲနည်းနည်းအခက်ခဲတစုံတရာရှိမယ်လို့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့ခိုးဝင်ပြီးတော့နေကြတဲ့သူတွေလည်းများတဲ့အခါကျတော့နိုင်ငံဘက်ကထွက်ခွာတဲ့အချိန်မှာအာ ACC ဖြစ်တယ်ဆိုလို့ရှိရင်ဒီဘက်တွေမှာလည်း ACC ဖြစ်ပါတယ်စိတ်ပူတယ်ဆိုတော့ဥမာမလေးရှားဆိုလည်းများတော့အပြင်အလိုအလိုသွားလို့ လို့ရတယ်နိုင်ငံလို့လည်းပြောလို့ရတယ်ပေါ့လေအဲ့ခါကျတော့ပြီးပါအထွက်ခွာတဲ့အချိန်မှာအဲ့လိုစစ်စေးရမိမျက်နာတွေရတော့ရှင်းနိုင်မယ်ထင်တယ်ပေါ့နော်အဲ့လိုလူငယ်တွေကအဲ့လိုလာခြင်းတဲ့အချိန်မှာပို့ပြီးတော့အဲ့လိုလွတ်လွတ်လပ်လပ်ပေါ့အထွက်ခွာခွင့်ပေးရင်တော့ပို့ပြီးတော့အဲကောင်းမယ်လို့ထင်တယ်ပေါ့နော်အဲ့လိုလည်းဖြစ်လာဖို့မျှော်လင့်ပါတယ်နေကြောင်းလိုက်ကဝင်ရောက်လာမဲ့သူတွေကိုသာဆက်ရောက်ဗီဇာအခမဲ့ပေးမှာဖြစ်ပြီးတခြားနေဆက်နဲ့ကုန်းချောင်းဝင်ရောက်မှုတွေအတွက်ကတော့ကျုံးဝင်မှုလို့သိရပါဗျ။ ဒီအတွက်ကြောင့်မလေးရှားနဲ့ကလေးရဲ့စင်ကာပူနိုင်ငံကမြန်မာ passport ကန်ဆောင်ထားပြီးရေရှည်နေထိုင်သူတွေအတွက်ညှိနှိုင်းမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်ဆလောင်းကနေကိုမယ်ဆိုလို့ရှိရင်မြန်မာ passport ဟိုတာတိုင်း visa လိုတယ်အရင်တော့ကပေါ့နော် visa multiple entry visa 6လအတွင်းမှာအချိန်မမြောက်ကဝင်လို့ရတယ်တခါနေလို့ရှိရင်အနည်းဆုံးရ30ရတယ် မြန်မာနိုင်ငံကဝင်နေသူတွေအများစုလာကြတော့အလေရင်နဲ့ဝင်ကြတာပေါ့နော်ဒါပေမဲ့စင်ကာပူအလေလာရင်းနဲ့ရှောက်တဲ့လူတွေကြတော့အဗီဇာလိုတယ်ကုန်နံနေသွားမယ်ဆိုလို့ရှိရင်ဗီဇာလိုတယ်ဒါပေမဲ့အခုစင်ကာပူဘက်ကမလေးရှားတန်ရုံဖုန်းဆက်မိထားတယ်စင်ကာပူမှာ long term passport ကနိုင်ရလို့မှန်းများကကုန်နံနေပဲဖြစ်ဖြစ်ရေလမ်းနေပဲဖြစ်ဖြစ်မလေးရှားကိုအဲ အဆက်ရောက်ဗီဇာနဲ့ပဲဝင်လို့ရတယ်ဆိုပြီးတော့တည်ရင်နေရကြရပေါ့နော်အဲ့လိုမျိုးမလေးရှားနိုင်ငံဆက်ရောက်၁၄ရက်ဗီဇာကလူမှုရေးအလဲဘတ်ကွင်းလွှတ်ခွင့်အတွက်ဖြစ်ပြီးတက်တန်းတိုးနိုင်မှာမဟုတ်သလိုတခြားနေထိုင်ခွင့်ဗီဇာတွေကိုလည်းပြောင်းနိုင်မှာမဟုတ်ကြောင်းသိရပါတယ်မြန်မာပတ်စပို့ကိုင်ဆောင်သူတွေကိုဆက်ရောက်ဗီဇာဗီဇာကွင်းလွှတ်ခွင့်ပေးထားတဲ့နိုင်ငံကမလေးရှားနိုင်ငံအပါအဝင်၁၄နိုင်ငံရှိလာပြီဖြစ်ပြီး အ ਨੇ ဆုံး၁၄ရက်ကနေအများဆုံးရက်ပေါင်း60အထိအခမဲ့နေထိုင်ခွင့်ရရှိမှာလည်းဖြစ်ပါတယ်။ကျွန်တော်ဝေပါဗြိတိန်နိုင်ငံအင်္ဂလန်နဲ့အနောက်မြောက်ပိုင်းမန်ချက်စတာမြို့ကယဟူဒီဖျားရှိခိုးကြောင့်တခုနာမှာလမ်းသွန်းလလတွေကိုကားနဲ့ဝင်တိုက်ပြီးကားထုံးမှုဖြစ်ပြီးမှာတော့ရဲတပ်ဖွဲ့ဝင်တွေကတန်တရားရှိသူတွေကို ပြစ်ခတ်ခဲ့တယ်လို့အော်တိုဘာလ၂ရက်နေ့ကဗြိတိန်ရဲတပ်ဖွဲ့ကပြောထားပါဗျာ။ မြမန်ချက်စတာ ခရိုင်ခရမ်ဆိုရက်ကွက်ကလူမြင်ကွင်းတစ်ခုမှာတော့ကားတစ်စီးမောင်းလာပြီးလမ်းပေါ်ကလူတွေကိုဝင်တိုက်ခဲ့တယ်။လူတအုပ်ကိုလည်းဓာတ်ထုတ်ခဲ့တယ်လို့မျက်မြင်တွေ့ရှိသူတအုပ်ကပြောထားပါဗျ။ Greater Manchester ရဲတပ်ဖွဲ့ GMB က Heaton Park Hebrew အသင်းတော်ဖျားကြောင်းနာအခင်းဖြစ်ရာစီကိုရဲတပ်ဖွဲ့ဝင်တွေကိုခေါ်ထားတယ်လို့လည်းပြောပါဗျ။လက်နက်ကင်အရာရှိတွေကပြစ်မှုကျူးလွန်သူလို့ယူဆရတဲ့အမျိုးသားတအုပ်ကိုပြစ်ခတ်ခဲ့တယ်လို့ GMB ကပြောထားပါဗျ။ ဆိုရှယ်မီဒီယာပေါ်မှာမျှဝေထားတဲ့ writer သတင်းဌာနကအတည်ပြုထားတဲ့ဗီဒီယိုတစ်ခုမှာတော့ဂျူယိုယာခေါင်းဆောင်ကိုဝစ်ဆင်ထားတဲ့အမျိုးသားတအူတွေးရင်ထဲမှာလဲကျနေချိန်မှာရဲတွေကယဟူဒီဖျားကြောင်းဝင်းထဲက လူတအူကိုလည်းပြစ်ခတ်နေတာတွေ့ရတယ်လို့ဖော်ပြထားပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျွန်မကတော့ဝန်ဒီပါ